အားလုံးဝမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့စက်ကြဝဠာကြီးထဲမှာကြောက်စရာအကောင်းဆုံးအကျုံ၃လုံးရဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့နေအဖွဲ့အစည်းပြင်ပမှာ ပြင်ပကြိုပေါင်းမြောင်းများစွာချိနေကြပြီးအဲ့ဒီထဲမှာစိတ်ကူးနဲ့တော့မချင်နိုင်လောက်တဲ့အချင်းတွေပိုင်ဆိုင်ထားတဲ့ဂျိုတွေကလည်းပါဝင်ပါတဲ့ဒီဂျိုတွေကလူသားတူသွားရောက်မိမယ်ဆိုရင်အလုံးကြောက်မက်ဖွယ်ကောင်းတဲ့ကံကြမ္မာမျိုးနဲ့ဂျုံတွေ့ရမှာသေးကြပါတယ်အဲ့ဒီလိုအသက်အန္တရာယ်ပေးနိုင်ဆုံးရင်တုံစရာအကောင်းဆုံးဂျိုတချို့ကိုလေးလာကြည့်အောင်ပါနံပါတ်1တန်ရီဂျိုမိုးရွာသောဂျိုလို့နမည်ပြောင်းပေးထားပါတယ် ဒီဂျိုရဲ့အရှင်နေကတော့ရုံရှင်တွေထဲကငရဲပုံလိုပါပဲတန်ရင်ဂျိုမိုးရွာတော့ဂျိုဟာသူ့ရဲ့မိခင်ကျဲနဲ့အရန်နီကဆွာလေပတ်နေတာမို့ဒီဂျိုရဲ့နေဘက်ချမ်းမှာအပူချိန်ဟန2400ဒီဂရီစင်တီဂရိတ်4350ဒီဂရီဖာရန်ဟိတ်လောက်ထိ ရောက်ချီနိုင်ပါတယ်ဒီအပူချိန်တွေကြောင့်တန်တက်လို့တတ်ထုတွေဟာအငွေ့ပြန်သွားပါတယ်ဒါပြင်ဒီဂျိုဟာမိခင်ကျဲကိုမျက်နှချင်းဆိုင်အမြဲတမ်းထားပြီး လဲပတ်နေတာမို့နေဘက်ချမ်းနဲ့ညဘက်ချမ်းဆိုပြီးချင်းချင်းလင်းလင်း꿰ပြပါတယ်နေဘက်ကနေအငွေ့ပြန်လာတဲ့တန်တွေဟာလေပြေးတွေနဲ့အတူညဘက်ကိုရောက်တဲ့အခါအေးခဲပြီးတော့တန်ရီချိုမိုးအပြည့်ပြန်လဲရွာရှပါတယ်တကယ်ကိုကြောက်စရာကောင်းပါတယ်ဒီမိုးထဲမှာခဏလေးတောင်အသက်ရှင်နိုင်ဖို့မဖြစ်နိုင်ပါဘူးနဘနစ်ဖန်သားစမိုးရွာတော့ဂျို ဒီဂျိုကိုအဝေးကကြည့်မယ်ဆိုရင်အပြာရောင်တာယာလှပတဲ့ကဘာတစ်လုံးကြီးလို့မြင်ရပေမဲ့ဒီလှပတဲ့အသွင်ပြင်ဟာလုံးဝလှဲ့စားမှုတစ်ခုပဲဖြစ်ပါဒီဂျိုထဲမှာရှိတဲ့လေတုထဲမှာဗန်သားကိုဖြစ်စေသောဓာတ်ပေါင်းတွင်ပေါင်းဝင်နေပြီးတော့ဒီဓာတ်တွေဟာအပူချိန်မြင့်မှုနဲ့လင်းပြင်းတွေရဲ့ဒဏ်ကြောင့်ဗန်သားစာအပူအဖြစ်ရွာသွုံးနိုင်ပါတယ်ဒီထပ်ပေါ်ပြီးကြောက်เสียကောင်းတာကလေတိုက်နှုံးဖြစ်ပါတယ်အဲ့ဒီဂျိုးမှာလေတ တိုင်နှုန်းဟာတနာယီကို6900ကီလိုမီတာ9400မိုင်အထိရောက်ရှိနိုင်ပါတယ်အဲဒီလိုစူပါဆိုနစ်အလင်းရှိတဲ့လင်းပြင်းတွေနဲ့အတူဖန်သားစာမိုးကြမ်းတွေပါရောနောရွာချနေမယ်ဆိုရင်ဘယ်လိုခရီးသွားမျိုးမှဒီဂျိုကိုခြေချဖို့မဖြစ်နိုင်ပါဘူးနံပါတ်3အမောင်တို့ရဲ့အရှင်သခင်ဂျိုဒီဂျိုရဲ့ထူးခြားချက်ကတော့သူဟာစကြဝဠာမှာအမောင်ဆုံးဂျိုဖြစ်နေရှင်းပါပဲ သူဟာသူမင်းခင်ကျဲကလာတဲ့အလင်းရောင်ရဲ့69ရာခိုင်နှုတ်ကို ဆုပ်ယူထားပြီးမိသွေးထက်တောင်ပိုမဲနှံ့နေပါတယ်အလင်းရောင်ကိုဆုပ်ယူထားတဲ့ဒီကျိုးဟာမအေးပါဘူးလေထူးရဲ့အပူချိန်ကအနေအောင်ချောင်းချောင်းတောင့်နေတဲ့အပူချိန်1100ဒီဂရီစီရီဟိတ်လောက်ထိရှိပါတယ်ဒါကြောင့်မဲအဲ့ဒီကျိုးကိုသာဝရညရဲ့ဂျိုလို့လည်းတင်စားထားကြပါတယ် အလင်းရောင်လုံးဝမရှိတဲ့ကြောင်မဖွဲကောင်းတဲ့မောင်မိုက်မှုထဲမှာအယောင်ကြီးကြီးနဲ့ပူလောင်တဲ့ဂျိုးတစ်ခုလိုစိတ်ကူးကြည်ယုံနေပြီးကြောရှမ်းစရာကောင်းနေပါလေကြောက်စရာ ကောင်းတဲ့ဂျိုးတွေရဲ့အချင်းတွေကိုကြည့်ချင်းအပြည့်ကျွန်တော်တို့ကဘာမြေကြီးဟာဘလောက်ထိတန်ဖိုးရှိပြီးတာယာလှပတဲ့နေရာဖြစ်တယ်ဆိုတာဟိုပြီးတော့သိရှိနိုင်ပါလေဒီလိုဆိုရင်ကျွန်တော်တို့စစ်ကြောလိုင်းကအကြောင်းဆုံးဂျိုးသုံးလုံးအကြောင်းကိုပြောပြပြီးပဲဖြစ်ပါလေနောက်ထပ်ဘူးဇူတာတွေသိရှိဖို့အတွက်ကျွန်တော်ရဲ့ channel channel ကိုလည်း subscribe လေးလုပ်ထားခဲ့ပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ